မင်္ဂလာပါတာတာမီမီလေးတို့ရေဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ကျွန်တော်အမေလာခမားဆိုတဲ့ပုံမြင်လေးကိုပြောပြပေးမယ်နော်။ဟိုးရှေရှေတုန်းကတော့ဦးကြီးတခုထဲမှာတစ်ပင်တွေရိန်ထိုးပြီးအရွက်တွေကြေကြအောင်လေတွေတိုက်နေတယ်။အဲ့ဒီအချိန်မှာပဲတောင်ကုန်းမြစ်တစ်ခုပေါ်ကတစ်ပင်ကြီးရဲ့အပေါ်မှာရှိနေတဲ့ငှက်တိုက်ထဲကဥကလေးတစ်လုံးကပြုံးစုကြလာတယ်လေကွယ်။ အဲ့ဒီဦးလေးကတောင်ကုန်းပေါ်ကနေလိမ့်ဆင်းသွားတယ်။အဲ့ဒီကနေဆဲပြီးတစ်တုံးတရားကနေမြစ်ကိုကျော်ဖြတ်ပြီးလိမ့်သွားတဲ့ကွယ်။ဦးကလေးကလည်းမရက်ဖဲမြက်ပင်တွေကို ဖြတ်ပြီးလိမ့်သွားပြန်နေ။ဦးကလေးဟာမြက်ခင်းပြင်ကို ဖြတ်ပြီးတွင်းတခုနာရောက်တဲ့အခါတွင်းထဲကို လိမ့်ဆင်းသွားတယ်။တွင်းထဲရောက်တဲ့အခါဦးကလေးကလည်းစက်မလိမ့်တော့ပဲ ယုံကလေးရဲ့ရှိမှရက်လာတယ်တဲ့။ဥကလေးဟာအက်ကွယ်လာပြီးဥကလေးတဲကငှက်ပေါက်စာလေးထွက်လာတယ်တဲ့။ဟိုကြည့်ဒီကြည့်နဲ့ငှက်ပေါက်စာလေးဟာယုံကလေးကိုမြင်တဲ့အခါမှာကျွန်တော်အမေလားခမညာလို့မေးလိုက်တယ်။ယုံကလေးကမေးမေမဟုတ်ပါဘူး။အပေါ်ကိုတက်သွားပါ။အဲ့ဒီမှာမေးအမေရှိတယ်လို့ပြန်ပြောလိုက်တယ်။ ငှက်ပုတ်စာလေးတွင်းထဲကနေမြေပြင်ပေါ်ကိုရောက်တဲ့အခါမျက်ခင်းထဲမှာတမင်လေးတွေကို တွေ့ပြန်နေတဲ့ကွယ်ကျွန်တော်အမေလားခမားလို့မေးပြန်တယ်တဲ့မင်းအမေမဟုတ်ပါဘူးဆက်ပြီးသွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ပြောလိုက်တယ်တဲ့ငှက်ပုတ်စာလေးလည်းဆက်ပြီးသွားလိုက်တာတစ်တုံတရားလေးရှိတဲ့မြင်းသားရောက်လာတဲ့ကွယ်အဲ့ဒီနားမှာလက်ကလေးတစ်ကောင်ကိုတွေ့တော့ ကျွန်တော်အမေလားခမရလို့မေးပြန်နေတဲ့လက်ကလေးကမေးမေမဟုတ်ပါဘူးမြစ်ကိုကြော်ဖြတ်ပြီးသွားလိုက်ပါအဲ့ဒီမှာမေးအမေရှိတယ်ဆိုပြီးပြောလိုက်ပြန်နေတဲ့ငါပေါ့စာလေးလဲမြစ်ကိုကြော်ဖြတ်လိုက်တဲ့အခါမြောက်ကလေးကို တွေ့တယ်တဲ့ကျွန်တော်အမေလားခမရလို့မေးလိုက်တယ်မေးအမေမဟုတ်ပါဘူးဆက်ပြီးတက်သွားလိုက်ပါ အဲ့ဒီမှာမင်းအမေရှိတယ်လို့မြောက်ကလေးကလည်းတောင်ကုန်းပေါ်ကိုလမ်းညွန်လိုက်တဲ့ကွယ်ငါပေါ့စာလေးတောင်ကုန်းပေါ်တက်သွားတယ်တောင်ကုန်းပေါ်ကတစ်ပင်နာမှာစင်ကလေးကိုတွေ့တဲ့အခါကျွန်တော်အမေလားခမညာဆိုပြီးတော့မေးတော့မင်းအမေမဟုတ်ပါဘူးအပေါ်တက်သွားပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ပြောတယ်တဲ့ငါပေါ့စာလေးကတစ်ပင်ပေါ်ကိုမော့ကြည့်လိုက်ပြီး အပေါ်ကိုဆက်မတက်နိုင်တော့ဘူး တက်ဖို့တိတ်ခတ်တယ်ဆိုပြီးပြောတဲ့အခါဘူပါနဲ့ကူညီပါမယ်လို့စင်ကလေးကကြောပေါ်တင်းပြီးတစ်ပင်ပေါ်ကိုတက်သွားတယ်။တစ်ပင်ပေါ်ရောက်တဲ့အခါအတိုက်ထဲမှာငှက်မကြီးနဲ့ငှက်ပေါက်စာလေးတစ်ကောင်ကိုတွေ့တယ်။အဲ့ဒီအခါလဲကျွန်တော်အမေလားခင်ဗျာလို့မေးလိုက်တဲ့အခါဟုတ်ပါတယ်မင်းရဲ့အမေပါဒီမှာမင်းရဲ့အမပါလို့ဝမ်းသာအားရပြောလိုက်တယ်လို့ ငှက်အမေဟာအစာရှာရာကနေပြန်လာတဲ့ငှက်အဖေကိုပြပြီးပုံမှန်ကြည်စမ်းမင်းရဲ့ဖေဖေပေါ့မင်းကိုရှာနေတာအခုမင်းအိမ်ပြန်ရောက်လာလို့အလုံးပျော်နေကြတယ်လို့ပြောလိုက်တဲ့ကွယ်ပုံမူလေးရတော့ဒါပါပဲတသမီမီလေးတို့ရေကဲဒါဆိုရင်ပုံမူလေးကိုနားထောင်သွားရင်မေခွန်းလေးကိုဖြည့်ကြည့်ရအောင်နော်ဦးကလေးကအက်ကွဲလာပြီးဘာကောင်လေးစဖြစ်လာတာလေ ငှက်ပေါက်စာလေးဖြစ်ဖြစ်ချင်းမှာပထမဆုံးမိသည့်တလိဆန်ကိုမြင်ပြီးတော့ကျွန်တော်အမေလားခမညာလို့မိပါတလေငှက်ပေါက်စာလေးကဘယ်နဲ့ရောက်မြောက်မှာသူ့မိမိကိုတွေ့သွားပါတလေအဲ့တော့တမီးတို့ရေဖြည့်ကြည့်ကြရအောင်နော်ပုံမြင်လေးကအကျိုးရှိတဲ့ဆိုရင်လေ like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်ကျေးဇူးပါ